အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရက်ကဥတင်ဦးနဲ့စကိုင်းတိုင်းအတွင်းကအဖွဲ့ချုပ်ပါတီဝင်တွေတွေ့ဆုံပွဲပြုလုပ်ခဲ့ကြပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ပေးပို့ထားပါတယ်ရှင်မက်စလာ26ရက်နေ့နံနက်ပိုင်းကစကိုင်းတိုင်းဒေသကြီးမော်ဝါမြို့အာဂလာကွင်းရှိဖူးဆဲပေါ်လုံးခမ်းမှာမှာ အန်ရဒီနိုင်ကဥတည်ဦးနဲ့စကိုင်းတိုင်းအတွင်းကပါတီဝင် ထောင်ပေါင်းများစွာတွေ့ဆုံွေးပြုလုပ်ခဲ့တာပါခန္ဓာမှာစကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကအဖွဲ့မှစကားပြောဆိုခဲ့ပါတယ်ခရိုင်မြို့နယ်အလုံးစုံအားလုံးကိုကျွန်တော်ဒီမှာမှာကျင်တာကစာရွက်ပေါ်မှာနာမည်ပါယူလို့တော့မလုပ်ကြပါနဲ့ကိုလုံးတဲ့လုံမှာကိုတာဝန်ချင်းပြုမှာတာဝန်ယူကြပါအလုံးကိုဆွဲဆွဲမြဲမြဲလုပ်ကြပါရိုးရိုးသားသားလုပ်ကြပါ ပြဿနာဖြစ်လာခဲ့ရင်ဟိုလူလွှဲချတီလူလွှဲချမလုပ်ပါနဲ့အာလုံးစုပေါင်းဖြစ်ရှင်ပါစုပေါင်းစာမစုပေါင်းခံရပါဆလဘီနိုင်ကာကြီးဥတေဥကကြပြရွက်ကောက်ပွဲမှာမဲပေးခွင့်ရှိသူတယောက်မကျန်မဲပေးချဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်မဲပေးနိုင်ွင့်ရတဲ့လူအားလုံးဟာတယောက်မှမချရအောင်ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်လောက်ကိုမိမိတို့ထိုက်တိုက်တန်တာဆောင်ရွက်မဲ့နေရာကိုပို့ဆောင်ပေးဖို့အတွက် ီပြီးတော့အောက်ချဲကနေပြီးတော့ကိုဇော်ဘုတ်တောင်းကိုယူရနေခြင်းလေလို့မှားခြင်းပါတယ်ဒီတော့ဒီလိုမျိုးဆိုရင်တော့ဒီတရားမညာဆွဲပြီးတော့တွားပြီးတော့မဲပေးဖို့ရှိသူအားလုံးကြီးတွားပြီးတော့မဲကိုပြည့်ပြည့်စုံစုံတိတိကျကျမှန်မှန်ကန်ကန်အပြည့်လို့ရှင်းရှင်းလင်းလင်းပြောမဲထဲပါလို့လည်း အရှုပ်ထုတ်ကြီးကိုတစစီဆွဲပြီးဖြစ်ရှင်းနေရတဲ့ကာလမှာတော်မီလောင်တောကြောင့်လက်ခမောင်းခတ်ချင်နေသူတွေလည်းရှိတယ်လို့ဆိုပါရစေ။ဤသူလူတွေရဲ့အကျိုးအလုံးမှာလိုလားတောင်းတာဆန္ဒဖြစ်နေတဲ့ငြင်းငြိမ်းရေးကိုရအောင်လုပ်မယ်ဆိုတဲ့သဘောထားကြောင့်ဒီငြင်းငြိမ်းရေးရအောင်လုပ်ဖို့နေတဲ့အားလုပ်ပြီးတဲ့အခါမှာဒီလိုရှင်းနေရတဲ့ကိစ္စတွေကိုတွေ့ရမယ်ဆိုတော့ယုံကြည်တဲ့အတွက်တစစီတစရှင်းနေတစစီတစရှင်းနေတဲ့အတိုင်းပဲပြည်လေဆရာရှိတဲ့အချက်တွေပြည်လေတဲ့အချက်ကိစ္စတွေမှာတော့ ပြီးတဲ့အတိုင်းပဲနှောက်ချင်တဲ့လူတွေရှုပ်ချင်တဲ့လူတွေဆက်လက်ပြီးတော့အခုဟာလာတော်ကြီးတော်မီလောင်တော်ကြောင့်လည်းခမောင်းပြန်ပြီးတော့တော်မီလောင်အောင်ပြန်ပြီးလှုပ်ချင်တဲ့လူတွေဒီကကြောက်ရဲ့တစုသောတသိသောအနည်းငယ်သောလူတွေရဲ့အကြောင်းအရာကြောင့်လည်းဖြစ်ပေါ်လာတဲ့အချက်လက်တွေပြင်းများတော်လည်းပဲဒီဟာတွေဒီ ူကလည်းသိဘူးเนาะကျွန်တော်တို့နေပေါက်နေရောက်ပေါ်လာရင်ပြင်းပြောက်ပြီးတကယ်လို့တပြင်းပြင်းချင်းချင်းချင်းပျောက်ကွယ်သွားမယ်ကိစ္စဒီအပြင်ဒီရှင်းတော့မှဖြစ်ပါလေတွဲဆုံမွဲကိုစကိုင်းတိုင်းအတွင်းကပါတီဝင်တွေအပြင်အခြားပြည်နယ်နဲ့တိုင်းကလှတ်တော်ကိုယ်စားလှယ်တွေချစ်ခင်သူတွေတက်ရောက်ခဲ့ပါတယ်။ဟောပြောပွဲအပြီးမှာဆိုင်ငယ်ချစ်သူတွေစုပေါင်းပြီးမျိုးရင်းလှဲ့လေအင်အားပြစီယုံလှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ကျွန်တော်အောင်ကိုလတ်ပါ